တကြံကာလမှာလည်း GIE, KNU နဲ့ PDF အပါအဝင်တိုင်းရင်းသားများနဲ့လက်နက်ကိုင်များကစစ်တပ်ကိုဝိုင်းဝန်းတိုက်ခိုက်နေစေဟုဇော်မင်းထွန်းပြောဆိုတော့လေစစ်တပ်ဤလီချောင်းတိုက်ခိုက်မှုများကိုတစုံတစမထုတ်မပြောဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။တကြံကာလများမှာလည်း GIE, KNU နဲ့ PDF အပါအဝင်တိုင်းရင်းသားလက်နက်ကိုင်များကစစ်တပ်ကိုဝိုင်းဝန်းတိုက်ခိုက်နေစေဖြစ်ကြောင်းအကြမ်းဖက်စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်ဇော်မင်းထွန်းကယမန်နေ့ညပိုင်းထုတ်ပြန်ပြောဆိုပါတယ်။ ဧပြီလ၂ရက်နေ့မှဧပြီလ22ရက်နေ့အထိအကျန်းဖက်စစ်ကောင်စီကငလင်ဘေးကူညီရေးအတွက်အပြစ်ခတ်ရစဲထားတော်လဲ KIA KNU နဲ့ PDF အပါဝင်တိုင်းသားများနဲ့လက်နက်ကိုင်များကစစ်တပ်စခန်းကိုတိုက်ခိုက်နေတဲ့စစ်တပ်ကဗကြံကာလအပြစ်ခတ်ရစဲရေးကိုကြီးညာထားတော်လဲတိုက်ခိုက်ခံနေရကြောင်းစောမင်းထွန်းကဆိုပါတယ် KIA အနေနဲ့ဧပြီလ23ရက်နေ့ည7:00နာရီလောက်မှာဗမော်မင်းလာရက်ကွက်မှာရှိတဲ့လူနေအိမ်ကြီးတွေနဲ့တပ်မတော်ရဲ့ခင်းစခန်းတစ်ခုကိုလာရောက်ပစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ်။ KNPB KNDF အနေနဲ့ဧပြီလ23ရက်နေ့မနက်9:00နာရီမှာဗောလက်ခဲမှာရှိတဲ့လုံခြုံရေးစခန်းတစ်ခုကို drone နဲ့လာရောက်တိုက်ခိုက်ခဲ့တာတွေ့ရပါတယ် KNU အနေနဲ့ဧပြီလ12ရက်နေ့ည7:00နာရီအချိန်လောက်နဲ့ဧပြီလ13ရက်နေ့ည9:00နာရီခွဲလောက်မှာဒီတာစကန်ကို drop ဘုံးတွေ drone တွေနဲ့လာရောက်တိုက်ခိုက်ခဲ့တာပါ drop ဘုံး80ကျော်လောက်ပစ်ခတ်တာတွေ့ရပါတယ် ဧပြီလ23ရက်နေ့နေ့လယ်တနာရီခွဲမှာမြင်းမူအလာကပကြေးရွာမှာမြင်းမူ PDF အဖွဲ့ကြီးအလာကပကြေးရွာမှာရှိတဲ့လူနေအိမ်ကြီးတွေနဲ့လုံခြုံရေးစခန်းတစ်ခုကိုလာရောက်ပစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ်။အလာတို့ဆလင်းဘတ်မှာညနေ4နာရီခွဲလောက်မှာတစ်ခေါက်တောင်လုံခြုံရေးစခန်းကိုဒရုန်းနဲ့လာရောက်ပစ်ခတ်ကြောင်းတွေ့ရှိရတယ်ဟုဇော်မင်းထွန်းကပြောဆိုပါတယ်။ တို့ရတွင်အကျန်းဖက်စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်စော်မင်းထွန်းကစစ်တပ်ကစစ်ကြောင်းထိုးနေမှုများလေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍တစုံတရာထုတ်ပေါ်ပြောဆိုခြင်းမရှိဘဲ၎င်းတို့ကသာတစ်ဖက်သက်အတိုက်ခိုက်ခံရသည့်ပုံစံသတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။အကျန်းဖက်စစ်ကောင်စီကတကြံအကျိုးနည်းမှစတင်ပြီးတကြံအကြာနည်းအထိရခိုင်စကိုင်း၊မကွေ၊ပဲခူးချင်းပြည်နယ်အပါအဝင်နိုင်ငံတဝန်းတွင်လေကြောင်းတိုက်ခိုက်မှုများကိုစက်တိုက်လှုပ်ဆောင်နေစေဖြစ်ပြီးအပြစ်ခတ်ရစဲသည်ဟုကြေညာပြီးနောက်လေကြောင်းတိုက်ခိုက်မှုအကျဉ်း80ကျော်လှုပ်ဆောင်ခဲ့ကြောင်းပြည်သူတ ရကျော်လေးချောင်းတိုက်ခိုက်မှုအတွင်းတည်ဆုံခဲ့ရကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကသတင်းထုတ်ပြန်ထားပါတယ်။ဆလပီ ICC အပါဝင်နိုင်ငံတကာတရားရုံးများတွင်မင်းအောင်လိုင်အပါဝင်စစ်ကောင်ဆောင်များကိုတရားဆွဲဆိုနေမှုများအပေါ်ဘာအကြောင်းနဲ့မှစိုးရိမ်စရာမရှိဘူးဟုဇော်မင်းထွန်းတုံ့ပြန်နေဆိုတဲ့သတင်းနဲ့ပစီကြီးကြေးရွာလေးချောင်းတိုက်ခိုက်မှုတွင်တည်ဆုံသွားသောကလေးငယ်များမှတောင်းချမ်းသူများ၏အစိတ်အပိုင်းဖြစ်၍တိုက်ခိုက်ရန်ရှောင်လွှဲမရဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ အပီပီဆိုင်ရာရသဝတ်ရုံ ICC အပါအဝင်နိုင်ငံတကာတရားရုံးများတွင်မင်းအောင်လိုင်အပါအဝင်စစ်ကောင်းဆောင်များကိုတရားစွဲဆိုနေမှုများအပေါ်စိုးရိမ်စရာမရှိကြောင်းအကြံဖတ်စစ်ကောင်းစီပြောရေးဆိုခွင့်ရှိသူစောမင်းထွန်းကပြောဆိုလိုက်ပါတယ်။အဂျစီးရာသတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတွင်အကြံဖတ်စစ်ကောင်းစီပြောခွင့်ရပုဂ္ဂိုလ်စောမင်းထွန်းကထို့ထို့ပြောဆိုခြင်းဖြစ်ပါတယ်။ ်အယ်ဂျဇီနာသတင်းဌာနကစစ်တပ်အနေဖြင့်လေကြောင်းတိုက်ခိုက်မှုများအပါအဝင်ပြည်သူများအပေါ်တိုက်ခိုက်မှုများကိုနိုင်ငံတကာလူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှုများပြင်းပြင်းထန်ထန်အဖြစ်ဝေဖန်လျက်ရှိပြီးအင်ဒိုနီးရှားတူရကီဖိလစ်ပိုင်နှင့် ICC တရားရုံးတို့တွင်တရားစွဲရန်ဆောင်ရွက်နေကြောင်းမကြသေးမီကလည်းဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးကို ICC တရားရုံးသို့ပို့ဆောင်ဖမ်းဆီးမှုများရှိကြောင်းထို့ကြောင့်စစ်ကောင်းဆောင်များအနေဖြင့်ရင်းအခြေအနေပေါ်စိုးရိမ်မှုရှိနေသလားဟုမေးခွန်းထုတ်ခဲ့ရာတွင်စော်မင်းထွန်းကဗိုလ်ချုပ်များအနေဖြင့်စိုးရိမ်စရာမရှိဟု ဟုဖြေဆိုခြင်းဖြစ်ပါတယ် ဘာမှစိုးရိမ်စရာမရှိဘူး။ဘာအကြောင်းနဲ့မှစိုးရိမ်စရာမရှိဘူး။ PDF ပေကရွာထဲမှာနေတဲ့အရက်ဝတ်နဲ့စစ်တပ်ကိုတိုက်ခိုက်တဲ့စစ်တပ်ကပြန်တိုက်ရင်အရက်သားဖြစ်သွားတယ်။ဒါတွေက PDF တွေရဲ့တာဝန်သားဖြစ်တယ်။ ICC ပဲဖြစ်ဖြစ်၊ဘသူပဲဖြစ်ဖြစ်စစ်တပ်အနေနဲ့ငြိမ်းချမ်းရေးနဲ့ပြည်သူလူထုကာကွယ်ရေးကိုအဓိကအာရုံထားပြီးလုပ်ရမှာဖြစ်တယ်ဟုအကြမ်းဖက်စွန်မင်းထွန်းကပြောပါရယ်။2023ခုနှစ်ဧပြီလ17ရက်နေ့သခိုင်းတိုင်းကပလူမြို့နယ်အတွင်းရှိပစီကြီးကျေးရွာကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ရာတွင်ပြည်သူ168ဦးသေဆုံးသွား ုံးခဲ့ပြီးတိဆုံးမှုများတွင်ကလေးငယ်များပါဝင်သွားကြရင်တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍အယ်ဂျဇီးရာသတင်းဌာနကဇော်မင်းထွန်းကိုမေးမြန်းရာဇော်မင်းထွန်းကစစ်ပွဲများတွင်ဗေးရွက်ဆူချိုရှိကြောင်းတောင်ကျန်သူကိုထောက်ခံလျက်တိုက်ခိုက်ခံရမည်ဖြစ်ပြီးတိဆုံးသွားသောကလေးများသည်တောင်ကျန်သူများ၏အစိတ်ပိုင်းဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါသည်ပစီကြီးကျွာတိုက်ခိုက်မှုအတွင်းတိဆုံးသွားသောကလေးငယ်များမှတောင်ကျန်သူအဖွဲ့အစည်းအစိတ်အပိုင်းဖြစ်ကြောင်းပစီကြီးကျွာလေကြောင်းတိုက်ခိုက်မှုမှာအမှန်တကယ်ဖြစ်ဖြစ်ခဲ့ကတိဆုံးသူကလေးငယ်များမှလေကြော ောင်းတိုက်ခိုက်မှု၏ဘေးရဆူဂျူကြောင့်ဖြစ်ပြီးစစ်ပွဲတွင်ဘေးရဆူဂျူကိုရှောင်လွှဲ၍မရကြ။တောင်ကျန်းသူများနှင့်မပေါင်းလျင်တောင်ကျန်းသူများကိုမထောက်ခံလျင်အဆိုပါနေရာများသို့တိုက်ခိုက်ရန်အကြောင်းမရှိကြောင်းအကြံဖတ်စော်မင်းထွန်းကပြောဆိုသွားပါသည်။ဆလပီတောင်မွေမျိုးမရေစကန်ကိုလက်ပြုံသုံးလုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရဲ့ရှင်။ ရန်ကုန်မြို့တောင်မွေမြို့နယ်တောင်မွေမြို့မှာရဲစခန်းကိုလက်ပစ်ပုံသုံးလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းမြောက်ဥက္ကလာပါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရယ်။ယမန်၏အပိလ14ရက်နေ့ည7:00နာရီ10မိနစ်အချိန်ရန်ကုန်မြို့တောင်မွေမြို့နယ်တောင်မွေမြို့မှာရဲစခန်းကိုလက်ပစ်ပုံသုံးလုံးဖြင့်ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာရဲစခန်းအတွင်ကြားရောက်ပောက်ခွဲခဲ့ပြီးရဲများထိခိုက်မှုရှိနိုင်တယ်လို့အထူးချက်သိရှိရခြင်းမရှိသေးကြောင်းသိရပါရယ်။ ထိခိုက်မှုရှိနိုင်ပေမဲ့လက်ရှိတော့မသိရသေးဘူးရဲဘော်တွေတော့ဘေးကင်းပါပြီဟုမြောက်ဥက္ကလာပါမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အရှေ့ပိုင်းခရိုင်ပါကဖိုင်ဦးဆောင်လက်ညှိုးမှုဖြင့်မြောက်ဥက္ကလာပါမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဆလပီမင်းအွန်လိုင်းဤနောက်တစ်ချိန်ဘန်ကောက်ဒေါ်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင် မင်းအောင်လိုင်းသည်မြန်မာနှစ်တေကူနှင့် AP 18ရက်နေ့တွင်မလေးရှားဝန်ကြီးချုပ်အန်နဝါဘီဘရာဟင်နှင့်တွေ့ဆုံရန်ဘန်ကောက်သို့ရောက်ရှိလာပြီဟုသိရပါသည်။အန်နဝါသည်ထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နဝါထရာနှင့်တွေ့ဆုံရန်ဘန်ကောက်သို့ရောက်ရှိနေစဉ်အတွင်မင်းအောင်လိုင်းအားလာတွေ့ရန်ဖုန်းဆက်ခေါ်လိုက်ခြင်းဖြစ်ပါသည်။ န်နဝါက၎င်းဖုံးတစ်ချက်ဆက်လိုက်ုံဖြင့်ယခုလိုမြန်မာနှစ်သက်ကူနှစ်ဆန်းတရက်လိုအခကြီးရက်ကြီးတွင်ပင်တွေ့ရန်သဘောတူခဲ့ခြင်းအတွက်ကျေးဇူးတင်ကြောင်းနှင့်နိုင်ငံတွင်စီးရေးများရက်တက်မည်ဆိုလျင်အကူအညီများပေးမည်ဟုရှင်းရှင်းလင်းလင်းအတိပေးသွားမည်ဟုဆိုပြီးယခုတွေ့ဆုံပြီးအရေးဒီလေလူသားချင်းစာနာထောက်ထားမှုနောက်ကံဖြင့်တွေ့ဆုံခြင်းဖြစ်သည်ဟုပြောကြားမလေးရှားသတင်းစာများတွင်ရေးသားထားပါသည် အနဝါဒီ၎င်းမှအပြည့်ရရန်ဖုံးဆက်ပြောပြီးနှစ်ရက်အကြာတွင်မင်းအောင်လိုင်းမှရက်ဆိုင်ပေးခဲ့သည်ဟုလည်းပြောပြန်သည်မင်းအောင်လိုင်းသည်ဘန်ကောက်တွင်သူကိစ္စနှင့်သူရောက်နေသောအနဝါဘီဘရာဟင်တဦးတည်းနှင့်သာတွေ့ဆုံမည်ဖြစ်သည်တည်င်းတွင်တာစင်နှင့်တွေ့ရန်ရှိသည်ဟုဖော်ပြမထားတော့လေအနဝါကောက်ကို၎င်းနှင့်တွေ့ရန်ရှိသည်ဟုဆိုသည် ကုလသမဂ္ဂမှာပဲစစ်ကောင်စီအပြစ်ရရည်သည်ဟန်ပြတာဖြစ်သောသခိုင်းမကွေဘက်ကူမန္တလေးကယင်းရှမ်း ချင်းအေယာဝတီကက်ချင်းကရင်မော်နဲ့ရခိုင်တို့တွင်လေးချောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများဆက်လက်ကျူးလွန်ခဲ့ကြောင်းနှင့်အေပီလ9ရက်နေ့ဝန်းတုံမြို့နှင့်လေးချောင်းတိုက်ခိုက်မှုအတွင်းတည်ဆုံခဲ့ကြသည့်ကလေးငယ်များနှင့်ပြည်သူများ၏သတင်းတပ်ပုံများကိုလည်းထုတ်ပြန်ပြောဆိုထားသည့်အတိုင်းယုံကြည်နေခြင်းသည်မိများအထူးယူသွလှပေးသည်။မင်းအောင်လိုင်ကမဆက်ကအပြစ်ရရေးနောက်ထပ်6လတက်တန်းထပ်တိုးပေးမည်ဟုပြောလျင်လည်းယုံကြည်ကြမိသူများသာဖြစ်သည်။ ဒါစင်းနဲ့အာဆီယံကတရုတ်ကြီးဤထားရနေစီရသွားတပိကြီးအားတိမ့်သွင်းလို့ရမည်ဟုယူဆနေသည်ကလည်းအံ့ဩဖွယ်ပင်ဖြစ်သည်ငလင်းနိုင်ငံရေးနှင့်လူရဝင်လာသောမအာလာသည်သွေးနှထင်းရောက်လာပြီးပြီးခဲ့သည့်ဘန်ကောက်ခီးစင်တွင် အစင်းနှင့်ဆက်ဆံခံရသည်ကိုအမှတ်ရှိပုံမရပေ။ယခုလည်းတရုတ်ကြီး၏တပည့်တစ်ပန်းအဖြစ်မှလူရဝင်ခြင်းနေပုံရယူလေ။အန်နဝါကဖုံးလေးတစ်ချက်ဆက်ယုံများနှင့်အပြေးပေါက်ချလာခြင်းလည်းဖြစ်သည်။ ၎င်းအားအဘဲကြောင့်အန်နဝါသည်မလေးရှားတို့မဖိတ်ကြဘဲနေလီတနီဆိုသည်ကိုလည်းစဉ်းစားနိုင်ခြင်းမရှိတော့မြီးတို့ပင်ဆိုစီငင်းကလင်ကြီးကြောင့်၎င်းတို့ရသည့်နေပြီးမှကြပြီးဖြစ်သည့်နိုင်ငံတကာအတိမတ်ပြုခံရမှုစရောက်လာလိမ့်ပြီးဟုကြည်နူးနေကြမိသားဖြစ်သည့်၎င်းတို့အဖွဲ့ကလူလူခံစားနေရသောဒုက္ခဒုက္ခများကိုပြီး၍အခွင့်အရေးများရနိုင်သမျှအသက်ယူနိုင်ရန်စီမံနေကြပြီးဖြစ်သည့် လာရှိုအကျဉ်းတောင်မှလွမြောက်ခဲ့သောနိုင်ငံရေးအကျဉ်းသား200ခန်းနှင့် CDM ဝန်ထမ်းများသည်စစ်ကောင်စီတပ်များလာရှိုတို့ဝင်မလာမီအ мян ရွှေပြောင်းရန်ပြင်ဆင်နေကြသည်ဟု DPP သတင်းကဆိုပါသည်အများစုသည်လောက်ကိုင်းအပါဝင် MNDAA ထိန်းချုပ်ထားသည့်မြို့များသို့ရွှေ့ပြောင်းချမိဟုသိရသည်။လာရှိုမြို့ပေါ်အားစစ်ကောင်စီမှအုပ်ချုပ်မိဖြစ်ပြီး MNDAA သည်မြို့ပြင်ရှိကျေးရွာများကိုထိန်းချုပ်ထားမိဖြစ်သည်။လာရှိုရှိတရုတ်ကောင်စစ်ဝင်ရုံမှနှစ်ဖက်တပ်များအကြားဈာနေသူအဖြစ်ထိန်းသိမ်းသွားမိဟုသိရသည်။ ထို့အတိုင်းဆိုကတရုတ်သည်စစ်ကောင်စီအားရက်ရွာညင်ဝတ်ပြပြရေးကိုသာတာဝန်ယူခိုင်းပြီးလာရှိုးမှတဆင်ရှမ်းမြောက်ဒေသရှိနိုင်ငံရေးစစ်ရေးစီးပွားရေးများကိုကြိုးကင်သွားကြမည်ပုံစံမျိုးဖြစ်လာနေသည်ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲညနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။